Binance က16ခုမြောက် Hora Airdro အနေနဲ့ Namespace ဆိုတဲ့ project အသစ်တစ်ခုကိုမိတ်ဆက်လာပါတယ်။ဂိမ်းဆော့တဲ့သူတော်တော်များများက Mapper Story ကိုဆော့ပူကြမှာထင်ပါတယ်။အခု Mapper Story ကနေ Namespace ဆိုတဲ့ platform အသစ်တစ်ခုက Mapper Story Universe ကို blockchain နဲ့ပေါင်းစပ်ပြီးတော့ ဆန်းသစ်တဲ့ဂိတ်ကစားနီးတွေယူဆောင်လာတယ်လို့ဆိုတာပါတယ်အဲ့ဒီထဲမှာဂိတ်တွေထဲမှာရှိတဲ့ item တွေ NFT တွေကိုအယောင်းဝယ်လုပ်လို့ရမယ် NFPC token အသစ်တစ်ခုကိုလည်းမိတ်ဆက်ထားပါသေးတယ် NFPC ဆိုတာက Maple Story Universe ရဲ့အဓိကအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီ token ကိုအသုံးပြုပြီးတော့ဂိတ်ထဲမှာကိုကြိုက်တဲ့ပစ္စည်းတွေဝယ်လို့ရတယ် NFT တွေဖန်တီးလို့ရတယ် ဒါမှမဟုတ်တခြား player တွေနဲ့ပစ္စည်းတွေအယောင်အဝယ်လုပ်လို့ရပါတယ်။ရိုးရိုးပြောရမယ်ဆိုရင် NPC က gate ထဲမှာရှိတဲ့ကျွန်တော်တို့ပိုင်ဆိုင်မှုတွေကိုတကယ်ပိုင်ဆိုင်အဖြစ်ပိုင်ဆိုင်ခွင့်ပေးတဲ့သဘောဖြစ်ပါတယ်။ဒါက gamer တွေအတွက်စံသေးတဲ့ gate ကစားနည်းတစ်ခုလို့ဆိုရပါမယ်။ game ထဲမှာရှားပါတဲ့ item တွေရှိပါတယ်ကိုကအဲ့ဒီရှားပါတဲ့ item တခုခုရလာခဲ့မယ်ဆိုရင် innate pc token နဲ့အဲ့ဒီ item ကို nft အဖြစ်ပြောင်းပြီးတော့တခြား player တွေနဲ့အရာအဝယ်လုပ်လို့ရပါတယ်ဒါမှမဟုတ်ကိုကြိုက်တဲ့ပစ္စည်းတွေနဲ့ လဲလဲလို့လည်းရပါတယ်ပြီးတော့ဒေးထဲမှာအချိန်ကြာကြာကစားတာပဲဖြစ်ဖြစ်အကြောင်းအရာတွေဖန်တီးတာပဲဖြစ်ဖြစ်အဲ့ဒါတွေအတွေ့တိုကင်တွေရဖို့အခွင့်အလမ်းတွေလည်းရှိပါတယ်အဲ့ဒီစနစ်က Avalanche ရဲ့ Hennessy Blockchain နဲ့လုပ်ထားတာဆိုတော့ငွေပေးငွေယူမှုကမြန်ဆန်ပြီးတော့အချိန်ကိုလည်းသက်သာပါတယ် Binance အသုံးပြုတဲ့သူတွေဆိုရင် NFPC token ကို Holder Airdrop ကနေရဖို့အခွင့်အလမ်းရှိပါတယ် Holder Airdrop တွေက Airdrop လာမယ်ဆိုတာကို ကြိုပြီးကြီးညာလေးမရှိတာကြောင့် Binance မှာ BAB ကို flexible ဒါမှမဟုတ် lock အနေနဲ့2025မေလ6ရက်နေ့ကနေ9ရက်နေ့အတွင်းထည့်ထားတဲ့သူတွေက airdrop ရခဲ့ကြပါတယ်။ညီကိုတို့ရော airdrop ရခဲ့မယ်ဆိုရင်ဘယ်လောက်ရခဲ့တာလဲဆိုတာကိုအောက်က comment မှာရေးခဲ့ပေးပါအောင် Namespace ရဲ့ native token က NFPC ဖြစ်ပြီးတော့ total supply က1 billion ရှိပါတယ် holder airdrop အတွက်က30 million ကို airdrop အဖြစ်ဖြန့်ဝေခဲ့ပါတယ်လေရှိစာကို native supply က169.34 million ရှိပါတယ်ဒီ token က governance token ဆိုတော့ community နဲ့သိဆိုင်တဲ့နေရာတွေမှာကိုယ်အနေနဲ့ vote စနစ်နဲ့ပါဝင်လို့ရပါတယ်အခြေချုပ်ပြောရမယ်ဆိုရင်ဒီ project က

ဂိမ်းဆော့နေတဲ့ညီကိုတို့အတွက်အသုံးဝင်မဲ့ project တစ်ခုလို့ဆိုရပါမယ်ဒီဗီဒီယိုမှာပါဝင်တဲ့အကြောင်းအရာတွေက education purpose အတွက်ပဲဖြစ်ပြီးတော့ crypto တွေအရောင်းအဝယ်လုပ်တော့မယ်ဆိုရင် DYOR လို့ခေါ်တဲ့ကိုယ်တိုင်လေးလာပြီးတော့မှလုပ်ဖို့အကြံပြုပါတယ်အခုလို holder airdrop ကနေ airdrop ရချင်နေဆိုရင် Binance account ရှိဖို့လိုပါတယ် trading လုပ်တိုင်းမှာ10% discount ရတဲ့ referral code ကို description မှာထည့်ထားပေးပါတယ်ဒီဗီဒီယိုကညီကိုတို့အတွက်အကျိုးရှိတယ်ဆိုရင် like လေးနဲ့အားပေးခံနေပါတယ်နောက်ထပ်ဒီလိုမျိုး ုပ်ဗီဒီယိုတွေအများကြီးလာအောင်မှာဖြစ်တာကြောင့် channel ကို subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာတွေ့ပါမယ်ခင်ဗျာအားလုံး thank you ပါ